တအိမ်မှာဖျားစင်လိုအပ်လားဗုဒ္ဓဘာသာရဲ့အနှစ်သာရမှာဖျားစင်ဟာ မရှိမဖြစ်လိုအပ်တာမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာအလိုအဆုံကတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်များကိုအာရုံပြုပြီးကိုးကွယ်စည်းကပ်လိုတဲ့စိတ်စေတနာတတာတရားပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာ ရုပ်တုတော်ထဲမှာတည်ရှိနေတာမဟုတ်ပါဘူး။ကိုယ်ွက်သူရဲ့စိတ်ထဲကယိုသိမှု လေးစားမှု ကြည်ညိုမှုတွေမှာသာတည်ရှိနေတာဖြစ်ပါတယ်။တချို့နေရာတွေမှာအိမ်အတွင်းမှာဖျားဆီမထားနိုင်ရင်တောင်မှအပြင်ဘက်ကစီဒီတော်ပထိုးတော်များကိုဥတည်ပြီးရိုသေစွာ ရှစ်ခိုးပူဇော်နိုင်ပါတယ်။ဒါဟာဖျားရှိကိုကိုးကွယ်တဲ့အတိတ်ပဲကို မရောစေပါဘူးဖျားစင်ထားရှိခြင်းဟာလည်းများစွာအထောက်အကူဖြစ်စေပါတယ် စိတ်အာယုံပြုစရာရှိရတဲ့အတွက် စိတ်ကိုငြိမ်သက်စေပြီးကောင်းမှုကုသိုလ်ဥပမာရှ िख ိုးခြင်းပန်းရည်ခြင်းကတ်လူခြင်းပြုလုပ်ဖို့ရုပ်ပိုင်းဆိုင်ရာအားပေးမှုတရက်ကို ဖြစ်စေပါတယ်။ဖရာစင်ဟာအိမ်ရဲ့အမြင့်ဆုံးအတန့်ရှင်ဆုံးအလေးစားရဆုံးနေရာအဖြစ်သတ်မှတ်ထားတာကြောင့်အိမ်သားအလုံးအတွက် ရိုသေထိုက်တဲ့နေရာအဖြစ်ရှိနေစေပါတယ်။ နေအိမ်မှာဖျားစင်မြင်နေရခြင်းဟာမိမိကိုယ်ကိုကုသိုလ်ကောင်းမှုပြုရန်နဲ့အာကုသိုလ်ရှောင်ရန်အတွက်အမြဲတမ်းတတိပေးနေတဲ့သင်္ကေတတစ်ခု ဖြစ်ပါတယ်။မြမရိုးရနဲ့ရှင်ချင်းမှုအရာ အိမ်တိုင်းမှာဖျားစင်ထားရှိခြင်းကို ကောင်းမြတ်တဲ့အလေးအထားတစ်ခုအဖြစ်လက်ခံထားပါတယ်။နေထိုင်မှုပုံစံနေရအကျယ်အဝစီးပွားရေးအခြေအနေများကြောင့်ဖျားစင်ကြီးကြီးမားမားမထားနိုင်ရင်တောင်မှ အခန်းထောက်တနေရာဒါမှမဟုတ်နေရန်တစ်ခုမှာမြင့်မြတ်တဲ့နေရာအဖြစ်သတ်မှတ်ပြီးဖယားရှိရဲ့ရုပ်တုတော်တဆူကိုတန့်ရှင်းစွာပူဇော်ထားနိုင်ပါတယ်။တည်တည်တတ်တတ်နဲ့တန့်ရှင်းစင်ကြယ်ခြင်းဟာဖယားစီကြီးမားခြင်းထက် ပိုမိုအရေးကြီးပါတယ်။ကြည့်ရှုပေးကြတဲ့ခொနည်းရသာသမီများလဲကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ရပါတယ်။